စစ်ကောင်စီဝါရပြန်လိုက်နေအောင်မှပြည်သူ့ဘဝတွေပုံမှန်လည်ပဲနေပြီဆိုတဲ့အခြေအနေကိုကုညီပုံဖော်ပေးနေသူဆိုင်ဆိုင်ကလိုက်အကြပ်စစ်တပ်က2021ခုနှစ်ဇန်နဝါရီလပြည်ပြည်သူတွေကိုရရဆက်ဆက်တပ်ဖြတ်မှုတွေလုံလာတာကိုဆိုရင်လင်းနေကြောင်ကာလတွေဝင်ရောက်လာပြီဖြစ်ပါတယ်တစ်ဖက်ပါလဲစစ်တပ်ကသူတို့ရဲ့ဆရာဆွေးမှုတွေလူတို့ကိုတပ်ဖြတ်မှုတွေကိုပုံကွဲဖို့အမျိုးမျိုးပုံပုံစ조사လျက်ရှိရမှာရုပ်ရှင်ဂီတာပွဲလန်းတဲ့ပင်တွေဟာလည်းလူတို့ရဲ့အာရုံကိုလွှဲပြောင်းဖို့နဲ့ဆရာနာသိမ်းမှုအောင်မှလူတို့ကပုံမှန်တိုင်းပွားတွေလဲပတ်နေကြပြီဆိုတော့ကိုလည်းပြသွားတာပြန်ဖို့အမြဲလိုလို조사နေပါတယ် အဲဒီလိုစက်တန်ဝါရပြန်မှုတွေကိုကိုကြီးပြန်ဝေးစ조사ပုံဖော်နေတဲ့စစ်လော်ဘီအမှုပညာရှင်အဆိုတော်နဲ့တရုတ်ဆောင်များစွာရှိနေပြီးအဲ့ဒီထဲမှာစစ်ဆိုင်ခန့်လိုက်တဲ့ထိတ်ဆုံးကပါဝင်ပါတယ်။စစ်ဆိုင်ခန့်လိုက်ရမေလ24ရက်နေ့မှာရန်ကုန်မြို့မှာမွေးနေ့အလုံးရှိုးပွဲတစ်ခုကျင်းပဖို့ပြင်ဆင်နေပါတယ်။ဇွန်လ29ရက်နေ့မှာသူရဲ့အကြီးအကျယ်ဆုံးရုပ်ရှင်တွေကပြင်ဆင်လက်မှုရုပ်ရှင်စကားကိုယုံတင်ပြသဖို့စီစဉ်ထားပါတယ်။ ။မရင်မတွက်နိုင်တဲ့ပြည်သူတွေရဲ့အသက်တွေဆုံးရှုံးခဲ့ရချိန်မှာဝေဖန်တာဝန်နေတာပြည်သူဘက်ကယက်တီတာစတဲ့အသက်နဲ့တိတ်ဆိတ်ပြပြီးကိုယ်ဝင်ရဖို့နဲ့စစ်တပ်လိုကြပွဲလန်းနေစီစဉ်အမှုပညာဖြောပြေးတင်ဆက်မှုတွေကိုဟန့်မပြတ်လုပ်နေနိုင်တဲ့အမှုပညာရှင်ကိုအားပေးကုန်ပြုပြုမလုံတင်တော့တဲ့အချိန်ဖြစ်ပါတယ်။ဒီလမေလ29ရက်နေ့ spicy မှာဆန်ဆိုင်ပွဲလုပ်ခဲ့တဲ့အချိန်မှာတိုင်းရောက်မြန်မာတချို့ရဲ့အားပေးမှုပွင့်ရတဲ့နဲ့တူလူလူရဲ့တော်လိုင်းစိတ်တက်နဲ့သွေးမေးတဲ့လုံလာတွေကိုဖျက်ဆီးဖို့အစပြုလိုက်သူကဆန်ဆိုင်ကန်လိုက်ပဲဖြစ်ပါတယ်။ ထိုင်းကမြန်မာရေးကြားထဲမှာထထကြကြဖြစ်လာပြီးဒုပြည်သူတွေညည်းရဲ့လာဟိဆိုတဲ့အချိန်မှာညည်းတယ်ဟိညည်းတယ်ဟိလို့တံပြိုင်အော်ပြီးလက်သုံးချောင်းထောင်ခဲ့အမှုပညာရှင်တောက်ကအခုလောချင်းပြည်သူတွေတေးချင်းပြက်စီလို့ဝမ်းနေမှုတွေဖြစ်နေချိန်မှာဟိုးပွဲသွားဖြောဖြင့်ဒီပွဲလာဖြောဖြင့်အကချင်းွယ်ကိုဒုက္ခရောက်သူပြည်သူကိုကူတာလည်းမဟုတ်ကိုတဲဦးတဲ့ကောင်းစားရေးအတွက်စစ်ဆင်ခက်လိုက်ကလှုပ်ဆောင်ပြနေပါတယ် မတရားမှုတွေတဲ့အတမထွက်ပဲပြည်သူတွေရဲ့သွေးမြေချမှုကိုတိတ်ဆိတ်ငြိမ်သက်ပြိုင်ဆေးရုပ်ဆွေးခွင့်ပြုချက်နဲ့ပွဲလန်းနေထွက်ပြနိုင်ငံခြားခီးစဉ်ပြောပြရင်လုပ်ပြနေရဟာအတိတ်ဒုက္ခရောက်နေရတဲ့လူလူတရလုံးကိုစော်ကားမှုလည်းဖြစ်ပါတယ်။ငါ့ကိုဘလောက်ဆဲဆဲချိန်တန်နည်းနည်းထွက်လို့လိုက်ရင်ဒီကောင်းနေတိတ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့ပြည်သူကိုဆက်ဆံပြရတဲ့သူတွေထဲမှာဆန်းဆန်းကလိုင်ကထိတ်ဆုံးကပါဝင်ပါတယ်။ဆန်ဆန်ကလိုင်ကမြန်မာနိုင်ငံမှာထင်ရှားဆုံးဆိုတော့အမှုပညာရှင်တအုပ်ဖြစ်ပေမဲ့လူလူဒုက္ခရောက်နေချိန်မှာဈာနေမှုနဲ့တိတ်ဆိတ်မှုကိုရွေးချယ်ခဲ့ပါတယ်။ တရားမျှတမှုတဲ့သူ့ရဲ့တကူရေးစန်းဆောင်ရေးကိုရွေးချယ်ခဲ့သူဖြစ်ပါတယ်။လူလူတရားလုံးလွမြောက်ရေးတော်လန့်ဆင်နွှဲနေချိန်မှာစတိုင်းကလိုင်းကကျော်ဟင်းရဲ့တခြင်းအောင်ဖြစ်တဲ့လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တခြင်းကိုတည်ဆိုလာပြီးမချစ်ကျင်နေပါမမုံပါနဲ့လူသားတဲ့အလုံးနဲ့ကျွန်တော်ဆိုတာမျိုးတည်ဆိုပြလာပါတယ်။လုံငယ်တော်လိုင်းရဲ့ဘော်တွေပိုင်ဆိုင်မှုတွေဘဝတွေတက်တွေဆုံးပြီးမတရားမှုကြီးကိုရင်ဆိုင်နေရချိန်မှာစစ်တမ်းကလိုက်တီဆိုပြနေလူသားဆန်လိုက်ပါငိန်ခံနေလိုက်ပါတခြင်းစာသားတွေကပြည်သူလူထုနဲ့လူအုပ်ကြီးကိုကျွန်ဆက်သွင်းနေရဖြစ်ပါတယ် သူအနုပညာရှင်နဲ့အနာအနာကိုတစ်ဖက်တစ်လမ်းကနေအားပေးနေရတယ်ဖြစ်ပါတယ်။ဆန်းဆိုင်ခံလိုက်လူသားအလုံးနဲ့ကျွန်တော်ဆိုတဲ့တချင်းစာသားကတော်လန်ပြည်သူတွေအလုံးကိုမတော်မတရားရှိတဲ့တဲ့လုံနေပါတယ်။တော်လန်အင်အားစုလူငယ်တွေအပေါ်မှာခြေထိုးခံပြောင်းမြင်မှုကိုတုံ့ချာကလူလူကိုဝါရမိုက်တိုင်နေရပဲဖြစ်ပါတယ်။ မတူတယ်ဘာပဲဖြစ်နေဖြစ်နေဆိုင်းကလိုင်ကသချင်းတတွေထုတ်ပြီးရုပ်ရှင်ဇက်ကားတတွေလည်းဆက်လက်ရိုက်ကွနေခဲ့ပါတယ်။အခုလည်းသူကပြင်ဆင်လက်မှုရုပ်ရှင်ဇက်ကားကိုဇွန်လ29ရက်နေ့မှာပြသဖို့စီစဉ်ထားပြီးဖြစ်ပါတယ်။လာမယ့်မေလ24ရက်နေ့မှာလည်းရန်ကုန်မှာရှင်ဝဲတစ်ခုကိုစီစဉ်နေပြီးဖိနှိပ်မှုကြားထဲမှာပုံမှန်ခြေနေတစ်ခုပြန်ရောက်ပြီးဆွဲပြည်သူပေါ်အမှုပညာစိတ်ကပ်ဖို့စူးစမ်းလာတာဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမှာကတော့ဗမော်တို့စစ်ကူလာပေါ်တဲ့စစ်ရဲအုံစီကိုပြက်ကန်နိုင်ခဲ့ပြီးနှစ်စီးပြောက်ကဲအိုင်ပြောက်ခွင့်ရဗမုချင်းတော်ဘုကတီးပြူကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာရဲ့စစ်တပ်ရဲအုံစီကိုကဲအိုင်ဘူပေါင်းတပ်တွေကအရှင်းနေပြက်ကန်ခဲ့ရမှာနှစ်စီးထိမှန်ပြက်ကြမှုရှိကြောင်းကဲအိုင်ပြောရေးဆိုခွင့်ရှိသူဗမုချင်းတော်ဘုကတီးပြူပါတယ်ယနေ့မေလ20ရက်မိုးလက်တနားရီကြာချိန်ဗမော်မြို့စကကနဲ့စက်တဲ့တွင်ကိုလာဆင်းတဲ့စစ်တပ်ရဟင်တုံးစီကိုပြစ်ကတ်ခဲ့ရမှာ MI70 ရဟင်တစီမှာပြတ်ကျသွားခဲ့ကြောင်းတခြားရဟင်တစီမှာလည်းထိမှန်မဲ့အရေးပေါ်ဆင်းသက်သွားခဲ့ကြောင်းသိရပါဗျ ဗမာပြည်ထိုင်တိုက်ပွဲကို2024ခုနှစ်ဒီဇင်ဘာလ၄ရက်နေ့ကနေစတင်တိုက်ခိုက်နေခြင်းဖြစ်ပြီးယနေ့ငါလကြော်ကြသည့်ဒီနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်ပါတယ်။ရခိုင်ကလည်းကရင်ကစစ်ကောင်စီတပ်ရဲ့ရင်းနဲ့တိုက်လေတွေကိုပြတ်တိထိပစ်ချနိုင်ခဲ့တယ်။2022ခုနှစ်မေလ3ရက်နေ့ကချင်းပြည်နယ် မုံမောင်မြို့နယ်မြို့တင်တဲ့ကုန်းလာကြမှာစစ်ကောင်စီ MI 35တိုက်ခိုက်ရရင်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KAI ကပြစ်ချခဲ့ကြောင်းထို့သောပြစ်ချခဲ့မှုကြောင့်ရရင်ပြက်ခဲ့ပြီးတော့ရရင်မူပုံမူကြော်စရာတွန်းပုံမူကြီးတန်ထုံလင်းအုတ်ခွဲတက်ချက်ကြီးကြော်စွာလို့တည်ဆောင်ခဲ့ကြပါတယ်2024ခုနှစ်ဇန်နဝါရီလ3ရက်နေ့မနက်7:59မိနစ်ချိန်ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်ကိုရိတ်ခါလာပွဲစစ်ကောင်စီထောက်ပေါ် MI 70ရဟင်းတစီကို KAI ကပြစ်ချခဲ့ပြီးစစ်ရဟင်းပေါ်မှာလိုက်ပါလိုက်စစ်ကောင်စီတပ်ဖွဲ့ရှေ့ဦးတည်ဆောင်ကရဟင်းလည်းပြန်စီသွားခဲ့ပါတယ် 2024ခုနှစ်ဇန်နဝါရီလ16ရက်နေ့မှာလဲရှမ်းမြောက်ဒေသကိုခိုင်မြို့နယ်နဖက်ကရွာတိုက်ပွဲဒေသထံသို့ပုံလာကျဲခဲ့တဲ့စစ်ကောင်စီရဲ့တရုတ်လုံး FTC 2000စင်ကြီးတိုက်လင်ကိုကချင်လောလိုင်းတမ်တော်ကရင်ကပြစ်ချခဲ့တဲ့ပြင်တိုက်လင်ပြစ်ချသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့နယ်တလင်းမြို့နယ်ရှိကျေးရွာနေရာကိုစစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြည်သူနယ်အုပ်ကိုပြစ်တပ်ကပြည်သူ20ကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးတာဘကိုရိုင်းနယ်တလင်းမြို့နယ်ရှိကျေးရွာနေရာကိုဂျက်ဖက်စစ်တပ်ကစစ်ကြောင်းထုတ်ဝင်ရောက်ပြီးပြည်သူနယ်အုပ်ကိုပြစ်တပ်ကပြည်သူ20ကျော်ကိုလူသားတိုင်းဖြင့်ဖမ်းဆီးတာကြောင်းဒေသပြည်သူတွေကပြောပါတယ်။ မေလ၁၉ရက်နေ့မနက်9:00နာရီခန့်ကစတင်ပြီးကြောက်ခွက်ကြောက်ဆိုတွင်ကဂျပန်စစ်တပ်ကစစ်ကြောင်းတုံးရောက်ပြီးကြောက်ဆွေရရှိပြည်သူပိုင်နေတလုံးကိုမိရှုပ်ဖြက်စီခဲ့ကြောင်းသိရပါတယ်။ယင်းနေ့မှာဂျပန်စစ်ကောင်စီတပ်သားတွေကထန်တော်ရနဲ့ကြောက်ခွက်ရကိုလည်းထပ်မံဝင်ရောက်စီးနှင်ပြီးတော့ထန်တော်ရမှာကိုကျော်ဝင်းနဲ့ကြောက်ခွက်ရမှာကိုစံလိုင်းထွန်းတို့ကိုထွက်ပြေးသည်ဟုဆိုကပြစ်တက်ခဲ့ကြောင်းသိရပါတယ်။ ထို့အကြံဖက်စစ်တပ်စစ်ကြောင်းကကြောက်ခွရဖုံးကြီးကြောင်းမှလက်နက်ကြီးရဲ့တပ်ဆင်ထားပြည်သူ40ကျော်ကိုလူသားတိုင်းပြစ်ဖန်စီခဲ့ကြောင်း၎င်းတို့ဖန်စီထားပြည်သူများထဲမှပြည်သူ20ကံကိုမေလ19ရက်နေ့မှာကြံဖက်စစ်ကောင်စီတပ်သားတွေပြန်လွှတ်ပေးခဲ့တော့လေကြံရှိနေပြည်သူတွေကိုဆက်လက်ဖန်စီထားတဲ့ဖြစ်ကြောင်းသိရပါတယ်အစောပါကြံဖက်စစ်တပ်စစ်ကြောင်းကလက်ရှိချိန်ထိကြောက်ခွက်ရတဲ့တက်ဆွဲထားကြောင်းနီးနားရှိကြရမှာပြည်သူတွေကထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ ဆက်လက်ပြောနောက်ဆုံးမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီကိုစစ်တပ်ကလင်းနဲ့ပေါင်900ဘုံနှလုံးကျဲကြတိုက်ခိုက်ရှမ်းပြည်နယ်နောက်ဆုံးမြို့နယ်အတွင်းရှိရှဲဆန်တပ်ထုကုမ္ပဏီကိုဂျပန်စစ်တပ်ကလင်းနဲ့ပေါင်900ဘုံနှလုံးလောက်ကျဲကြတိုက်ခိုက်ခဲ့ကြောင်း DNL ကသတင်းထုတ်ပြန်ပါတယ်။မေလ17ရက်နေ့မွန်လယ်ပိုင်း12:30မိနစ်ခန့်မှာဂျပန်စစ်တပ်ကရှဲဆန်တပ်ထုကုမ္ပဏီကိုလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းထို့ပုံစံတိုက်ခိုက်မှုကြောင့်ကုမ္ပဏီအုံပြုနေတဲ့ဘက်ဖိုဒစီတပ်ထုထုတ်ဆက်တလုံးစက်ပစ္စည်းထားရှင်ကိုရောင်တလုံးတခြားသောပစ္စည်းများစွာထိမှန်ပြသခဲ့ပြီးစုစုပေါင်းကာလတန်ဖိုးတရုံငွေ ဆက်ကြောင်သိန်း၈တောင်းရန်ပြစီဆုံးရှုံးသွားခဲ့ကြောင်းသိရပါတယ်။အလားတူမေလာဆက်ရှင်နေညနေ9:30မိနစ်ကန်ကလည်းဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနောက်ကျုံမြို့နယ်ဒိုးပင်ကျောင်းအုပ်စုရတနာသိန်းကြီးကျောင်းဤကိုလည်းဂျက်ဖိုက်တာနဲ့ပေါင်150ဘုံ6လုံးလောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်။ အကြပ်ဖက်စစ်ကောင်စီတပ်ကမေလ6ရက်နေ့31ရက်နေ့အပြစ်ခတ်ရဲစင်ကာလထပ်မံတိုးထားတော့လေပလောင်ပြည်နယ်လူမျိုးရေးတပ် PSLF တရနယ်လေးအောက်ချုပ်တော်မြို့နယ်တွေကိုမြေပြင်ထိုးစစ်ဆင်ခြင်းရွေချက်ရှိရှိလက်နှက်ခြင်းအပြစ်ခတ်ခြင်း drone နဲ့လေကြောင်းဖြင့်နေစဉ်တုံပြတိုက်ခိုက်လျက်ရှိကြောင်းထို့ကြောင့်မိဘပြည်သူများအနေဖြင့်စစ်ကောင်စီတပ်လေကြောင်း drone နဲ့လက်နှက်ခြင်းအပြစ်ခတ်တိုက်ခိုက်မှုရမရှောင်ရှားနိုင်စေတဲ့အမြင်ရှိလိုအပ်ကြောင်း PSLF တရနယ်လေးကအသိပေးလို့ဆိုပါတယ်ဆက်လက်ပြီး အချိန်ငယ်ပညာကျောင်းဆရာဆရာမတွေကိုရံပြမမဟုတ်ကြောင်းနဲ့ပညာရေးကိစ္စရပ်များတွင်ဝေယောက်ဆုပ်ပတ်မီမဟုတ်ကြောင်းစီရီယက်ရှုံကပြောမကွေးတိုင်းကဖဲဒေသမှာအချိန်ငယ်ပညာရေးဝန်ထမ်းတွေကိုဖန်ဆီးချုပ်နှောင်တာပါဝင်ပညာသင်ကြားမှုနဲ့သက်ဆိုင်တဲ့ကိစ္စရေးတဲ့ဝေယောက်ဆုပ်ပတ်တာမျိုးတွေလောကလုံးဆောင်တော့မှမဟုတ်ကြောင်းနဲ့ဒီလိုမျိုးလုံဆောင်သူတွေကိုလည်းတောင်းမြေအေးယူသွားမှာဖြစ်ကြောင်းချင်းကာကွယ်တဲ့အရှုံရဲ့သတင်းတော်ဝန်ရှိသူစလိုက်ရိုချင်းကပြောပါတယ်မကြာခင်ရောက်ရမယ့်2025 2026ပညာသင်နှစ်မစတင်ခင်မှာချင်းဒီဖန်ဖို့အရှုံကအခုလိုထုတ်ပြန်လာဖြစ်ပြီး ရခိုင်ရုံးမရှိအောင်ဖဲမြွနဲ့တွင်ကမြေပြင်နဲ့တောင်ပေါ်ဒေသတွေမှာလာရောက်တောင်ဝင်ထမ်းဆောင်မဲ့အခြေခံကြောင့်ဆရာဆရာမတွေအတွက်ရှိရလို့သိရပါတယ်။အခြေခံပညာဆင့်ဆရာဆရာမတွေကိုချိန်ချောက်တော့ဖန်စီအောင်နှောက်ရှက်ဟန့်တော်ရိုက်ပါဝင်ပညာရေးကိစ္စရမှာဝန်ရဆုဖတ်မှာမဟုတ်ကြောင်းတားမြစ်သူတွေကိုလည်းရေးယူဖန်စီတော်မှာဖြစ်ကြောင်းသိရပါတယ်။ဒါအပြင်အခြေခံပညာကျောင်းဆရာဆရာမတွေအနေနဲ့လည်းကလင်းငယ်တွေပေါ်စေတနာဝါဒနာအနစ်နာစားရဲ့အချက်သုံးချက်နဲ့သင်ကြားပေးဖို့စီရက်ရှိုးကတိုက်တွန်းပါတယ်။ချင်းကွယ်တဲ့အရှိုးအနေနဲ့စီးရေးပြမှတ်တွေကိုတော့တိုက်ခိုက်ကြောင်းနဲ့ ချင်းလူမျိုးနဲ့ပြည်သူလူထုပေါ်တည်ဆောက်ဆောင်တည်ရကုန်သိခါနဲ့ရဲရင်မှုတွေကိုအခြေခံနဲ့စစ်တင်တော့ကျင့်ဝတ်နဲ့အတူနိုင်ငံတကာစစ်ဘက်ဆိုင်ရာဥပဒေပေါ်လိုက်မနာသွားမယ်လို့လည်းပြောဆိုထားပါတယ်။ဖိလဲရင်မြန်နယ်ပြည်အမြင့်ပေ3000ကျော်၄000လောက်မှတင်ရှိပြီးလမ်းဘက်ဆက်တွေခက်ခဲလွန်းတဲ့ငပဲ့မြင့်နယ်တွင်ကကြေရီမှာအနာသိန်းကောက်လောက်မတိုင်ခင်ကတည်းကနိုင်ရောက်တောင်ဝင်ထမ်းဆောင်တဲ့ဆရာဆရာမအင်အားနဲ့ပါတလို့တောင်ဝင်ထမ်းဆောင်မှုညှင်းဆန်တဲ့သူတွေလည်းရှိခဲ့ရောပညာရေးတဲ့အဆဆရာနောက်ကျခဲ့လို့စတိုင်ရိုချင်းကပြောထားပါတယ်။နောက်ဆက်အားပေးကြတဲ့အတွက်ဒုဗင်ကျေးဇူးတင်ရှိပါရရှင်။